မင်္ဂလာပါရှင်ခုချိန်ကစပြီး2025ခုနှစ်စက်တင်ဘာလ30ရက်နေ့ရေဒီယို NUG ရဲ့ညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်ကျွန်မကတော့ຫນွေဦးမော်ပါကျွန်မအဦးဆုံးတင်ပြပေးမယ့်သတင်းကတော့ကျောင်းတွင်တန်းတင်စနစ်ကျင့်သုံးတော့မယ်လို့မြမຫນွေဦးတက်ကတူကြီးညာတဲ့သတင်းပဲဖြစ်ပါတယ်ကျောင်းသားကျောင်းသူတွေစဉ်ဆက်မပြတ်ပညာသင်ကြားနိုင်ရေးအတွက်ကျောင်းတွင်တန်းတင်စနစ်ကျင့်သုံးတော့မယ်လို့ မြို့သားညီညွတ်ရေးအစိုးရပညာဝန်ကြီးဌာနစိမြပညာကဏ္ဍမြမနွေဦးတက္ကသိုလ်ကကြေညာလိုက်ပါတယ်။မြမနွေဦးတက္ကသိုလ်အနေနဲ့2020ပြည့်နှစ်မတိုင်ခင်ကတက်လက်ဆအတန်းတွေအတွက်၄ကျင်းတက္ကသိုလ်ဝင်ခွင့်၃ကျင်းစုစုပေါင်း9ကျင်းတိတိကျောင်းသားကျောင်းသူတွေကိုမြမ Education System MES မှာကျောင်းအပ်လက်ခံခဲ့ပြီးစင်စက်မပြတ်ပညာသင်ကြားနိုင်ရေးစီမံဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။ခုကျင်းသုံးမဲ့တန်းတင်စနစ်မှာအဲ့ဒီကျောင်းသားကျောင်းသူတွေအကျုံးဝင်တယ်လို့နားလည်ရပြီး ီစနစ်ဟာ2020မတိုင်ခင်ကကျင်းသုံးခဲ့တဲ့စနစ်တွေနဲ့မတူတဲ့ပုံစံအသစ်ဖြစ်တယ်လို့သိရပါဗျ။ဒါကြောင့်တန်းတင်စနစ်ကိုစောင့်မျှော်နေကြတဲ့အောင်စင်းထွက်ပြီးသားចောင်းသားចောင်းသူတွေနဲ့အောင်စင်းကိုစောင့်နေတဲ့ចောင်းသားចောင်းသူတွေအနေနဲ့ကြိုတင်ပြင်ဆင်ထားနိုင်ဖို့မြန်မာနေဦးတက္ကသိုလ်ကတည်ပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ကျောင်းနှင်တန်းတင်စနစ်ကျင်းသုံးမဲ့အကြောင်းကိုတက္ကသိုလ်ပညာရေးဖွဲ့ CNET မှဆုံးဖြတ်ချက်ချမှတ်ခဲ့တာလို့သိရပါတယ်။ကျောင်းနှင်တန်းတင်စနစ်ကျင်းသုံးမဲ့အချိန်ကိုတော့ပညာသင်ကားလက်သတ်မှတ်ချက်ကျင်းညာချိန်မှာထုတ်ပြန်မှာဖြစ်ပြီး ကုကျင်သုံးမဲ့စနစ်အကြောင်းကို နားမလည်ဘူးဆိုရင်ဘာသက်ဆိုင်ရာဒါမှမဟုတ် MNOU main telegram group တွေမှာမေးမြန်းနိုင်တယ်လို့မြမနွေဦးတက္ကသိုလ်ကထုတ်ပြန်ထားပါတယ်။ဘာသက်ရဲ့ဆိုင်ရာမိကြအပြောင်းရွှေ့တွေနဲ့တက္ကသိုလ်တစ်ခုကနေတစ်ခုအပြောင်းရွှေ့တွေနဲ့ဂုံနုတဲ့ចောင်းသားចောင်းသူတွေအတွက်သေးစိတ်ထပ်မံကြေညာပေးမယ်လို့သိရပါတယ်ရှင်။ဆလတ်တင်ပြပေးမယ့်တဲ့ရင်ကတော့ရှမ်းမန်းစစ်စီရင်တဲ့တေတုံညာနှစ်ခုစစ်စီရင်ပိုင်းနှစ်မှာ ပါဝင်တိုက်ပွဲဝင်ခဲ့သည့်အတွက်ဂုံပြုမတန်းလွာလက်ခံရယူတဲ့တရင်ဖြစ်ပါတယ်။ရှမန်စစ်စင်ရေးနဲ့တစ်တုံညာနှစ်ခုစစ်စင်ရေးအပိုင်းနှစ်မှာပါဝင်တိုက်ပွဲဝင်ခဲ့သည့်အတွက်ဂုံပြုမတန်းလွာလက်ခံရယူခဲ့ကြောင်းစက်တမလ30ရက်မှာဗမာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦး PLDF ကတီးပေးဆိုပါတယ်။ဗမာလူမျိုးရေးဒီမိုကရက်တစ်တပ်ဦး BLDF သည်ရှမ်းပန်းစစ်စင်ရေးနှင့်တစ်တုံညာနှစ်ခုစစ်စင်ရေးအပိုင်းနှစ်တွင်ပြည်သူ့ကာကွယ်တပ်မတော်မန္တလေးနှင့်အတူရဲဘော်ရဲဘက်အဖြစ်အတူတကွလက်တွဲတိုက်ပွဲဝင်ခဲ့သည့်အတွက ပြည်သူ့ကော်မတီတမတော်မန္တလေးကပြီးပို့တော့ဂုံယူမှတ်တမ်းလာကိုခွန်ယူဝမ်းမြောက်စွာလက်ခံရရှိတယ်လို့ဆိုထားပါတယ်။ဆက်လက်ပြီးဗမာလူမျိုးရေးဒီမိုကရက်တစ်တပ် UPLDF ဟာစစ်အာဏာရှင်စနစ်အမြဲပြတ်ချေမှုန်းရေးအတွက်ပြည်သူ့ကော်မတီတမတော်မန္တလေးနဲ့အတူရဲဘော်ရဲဘက်မဟာမိတ်ကောင်းပီတာစွာစီရေးပူးပေါင်းဆောင်ရွက်မှုများကိုအခုထပ်ပုံမပြီးတိုးမြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသတင်းထုတ်ပြန်ထားပါတယ်ရှင်။ ။နောက်ထပ်တင်ပြပေးမယ့်သတင်းကတော့အတူရောင်ရွက်ကောက်ပွဲမှာမပါဝင်ဖို့လူလူကိုမင်းမှုခိုင်ပါကဖကအသိပညာပေးဟောပြောဆွေးနွေးပြောကြားတဲ့သတင်းဖြစ်ပါတယ်။တွေ့ရောင်ရွက်ကောက်ပွဲမှာမပါဝင်ဖို့လူလူကိုမင်းမှုခိုင်ပါကဖကအသိပညာပေးဟောပြောဆွေးနွေးပြောကြားခဲ့ပါတယ်။မင်းမှုခိုင်အတွင်းရှိခြေရွာများတို့မင်းမှုခိုင်ပါကဖ၏သတင်းပြန်ကြားရေးတာဝန်ခံနဲ့တပ်ဖွဲ့ဝင်တွေတွားရောက်ပြီးပြည်သူများနဲ့တွေ့ဆုံကဂျမစစ်တပ်လုံဆောင်မဲ့အတူရောင်ရွက်ကောက်ပွဲမှာမပါဝင်ဖို့ဟောပြောဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။ ပြည်သူများနဲ့တွေ့ဆုံရမှကြုံတွေ့နေရတဲ့အခက်အခဲတွေကိုပါကဖားတာဝန်ခံနဲ့ဖော်ဝင်များကနားထောင်ခဲ့ကြပြီးတနိုင်သမျှကူညီပေးခဲ့တယ်လို့သိရပါတယ်။ပါကဖားဖော်ဝင်တွေဟာဒေသခံပြည်သူတွေနဲ့ပုံမှန်တွေ့ဆုံကလူမှုစီရင်ရေးလုပ်ငန်းတွေလူမှုဝန်ဆောင်မှုလုပ်ငန်းတွေကိုဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင်။ဆက်လက်တင်ပြပေးမယ့်သတင်းကတော့တရုတ်ဆောင်တောင်းရဲ့ Downs Japan To 2025တူဂျိုပွဲပြည်သက်ယုံပြည့်ယုံရှာအားပေးခဲ့ပြီးအောင်မြင်စွာပြီးဆုံးခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ ရုပ်ဆောင် တောင်းရဲ့ Down's Japan 2025 Tokyo ပွဲပြည်သက်များမှယုံပြည့်ယုံရှင်အားပေးခဲ့ကြပြီးအောင်မြင်စွာပြီးဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။စက်တင်ဘာနောက်ဆုံးမှ Down's Japan 2025ရဲ့ပွဲဥထွက်ဖြစ်တဲ့ Tokyo ပွဲကြီးကတော့အောင်မြင်စွာပြီးဆုံးခဲ့ပြီဖြစ်ပါတယ်။ကနလိုက်အားလုံးရဲ့စီးလုံးမှုအင်အားပံမှုမှုအင်အားတွေနဲ့အောင်မြင်မြင်ချင်းပနိုင်ခဲ့တဲ့အတွက် ပပမလုံအားညာနာအားငွေအားနဲ့ဝဲခုလာရောက်ပေးကြတဲ့ပရိသတ်တယောက်စီတိုင်းပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ volunteer တဦးတယောက်ချင်းစီတိုင်းကိုဝဲချင်းပါရေးကော်မတီမှအထူးပဲကျေးဇူးတင်ရှိပါတယ်လို့အတည်ပြုဆိုထားပါတယ်။လာမယ့်အောက်တိုဘာလ10ရက်မှာအိုဆာကာနဲ့အောက်တိုဘာလ19ရက်မှာကျူရှုမှာ music concert ဆက်လက်ကျင်းပသွားမယ်လို့လည်းအတည်ပြုဆိုထားပါတယ်ရှင်။ ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့အိန္ဒိယမြန်မာနယ်စပ် Homeland မြို့နီးမြေအောက်နဲ့69ကီလိုမီတာကိုဗဟိုပြုပြီး Richter scale ကဆင်းတဲ့အင်အားတော်သိရှိတဲ့မြင်းကလေးတစ်ခုလှုပ်ခတ်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။အိန္ဒိယမြန်မာနယ်စပ် Homeland မြို့နီးမြေအောက်နဲ့69ကီလိုမီတာကိုဗဟိုပြုက Richter scale ကဆင်းတဲ့အင်အားတော်သိရှိတဲ့မြင်းကလေးတစ်ခုလှုပ်ခတ်ခဲ့ပါတယ်။ 2025ခုနှစ်စက်တဘာလ30ရက်နေ့မြန်မာစံတော်ချိန်နနက်6:30မိနစ်အချိန်ကတွင်အိန္ဒိယမြန်မာနယ်စပ် Homeless မြို့အနီးမြေအောက်နက်69ကီလိုမီတာကိုဗဟိုပြုက Restar Skate 5အဆင့်နဲ့အင်အားတော်သင့်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ခတ်ခဲ့တယ်လို့ Energy လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်နဲ့ဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။ငလီအနယ်ကျောင်းထိခိုက် ဆုံးရှုံးမှုများရောနေစီရန်အတွက်ဆောင်ရွက်ရှောင်ရွက်သတိပြုရန်များနဲ့နေထိုင်ကြဖို့လည်းတီးပြီးနှိုးဆော်ထားပါတယ်ရှင်။ ခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio Energy သတင်းတော့တာကီနဲ့ကိုခန့်တို့မှပြပို့ထားတာဖြစ်ပါတယ်ရှင်။